မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ16ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်နယ်အစပ် AR တိုင်းနယ်ကဘောမီနယ်ရွှေတောင်ရံမြို့နယ်ခွဲတကြောမှာရှိတဲ့ခြေရွာများမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ဒေသခံပြည်သူများဟာလည်းစစ်ရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကြီးစင်ကိုတိမ့်ပိုက်ပြီးတဲ့နောက်ဘောမီကတပ်စခန်းများကိုအရခတ်တက်တော် AA နဲ့ပူးပေါင်း PDF တော်လိုင်းအဖွဲ့များကထိန်းချုပ်လိုက်ပြီးလို့သတင်းတွေထွက်ပေါ်နေတော်လဲတိကျအတည်ပြုလို့တော့မရသေးဘူးလို့ပြောပါရတယ်။ရွှေတောင်ရံသတင်းရင်းမြစ်တအူးက ဗောမီဘက်မှာတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါတယ်။တာပေါင်းဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်။ပြီးခဲ့တဲ့အပတ်ကတိမ်းရှောင်သွားကြတဲ့ရွှေတောင်ရံကမြို့ကန်တွေကတော့ပြန်လည်ဝင်ရောက်နေပြီလို့သိရတယ်လို့ပြောဆိုထားပါတယ်။ RF ကတက်တော့ AA ဟာရခိုင်ရဲ့အဆုံမျိုး၊ဂွမ်းမျိုးကိုတိမ်းပိုက်ပြီးတဲ့နောက် AAWD တိုင်းက PDF များနဲ့ပူးပေါင်းကရခိုင် AAWD အဆက်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်နေတယ်လို့သိရပါတယ်။လက်ရှိမှာ ဂွားမြို့ရွှေတောင်ရံကြားမှာရှိတဲ့မကြီးစင်ဒေသကိုအေပူပေါင်းအဖွဲ့ကတင်ပိုက်လိုက်ပြီးတော့ဘောမီဘက်ကနေတဆင်မြေကမ်းတလျှောက်တင်ပိုက်ရန်ဥတီလာတယ်လို့သိရပါဗောမီနဲ့ရွှေတောင်ရံဒေသမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ တတ်ဆုတ်ခွာမှုတွေရှိနေပြီးတော့တတ်အချင်းချင်းပြစ်ခတ်မှုတွေရှိနေကြောင်းပသိမ်းသတင်းအထူးတပ်ဖွဲ့ကဒီကနေ့ဇန်နဝါရီလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်လက်နက်ကြီးလမ်းလိုက်ငယ်များနဲ့ရန်တမ်းပြစ်ခတ်မှုများညအချိန်မတော်ပြုလုပ်နေတဲ့အတွက်ဒေသခံပြည်သူများဟာသဘောကံအုံချောင်းရွှေတောင်ရံရက်ကွက်များကိုခိတခဏပြောင်းရွှေ့နေထိုင်နေရတယ်လို့သိရပါတယ်ဂွားမြို့နယ်အစပ်ဘက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအမိတ်မရဘဲနဲ့မကြာခဏတတ်ဆုတ်ခြင်းတက်ပြတ်ပြီးထွက်ပြေးခြင်းတက်အချင်းချင်းပြစ်ခတ်ခြင်းတို့ကြောင့်စစ်ကောင်စီတပ်တွေဟာဖျော်ဖျဲဖြစ်နေတယ်လို့ပသိမ်းသတင်းအထူးတပ်ဖွဲ့ကပြောပါတယ် ရွှေတောင်ရန်တက်ရိုက်တာဝက်တီတပင်မော်သဘောကံဘက်မှရှိတဲ့စစ်ကောင်စီတပ်ရင်းများကဘောမီအထက်ဘက်ကိုချိုတင်6လတဲ့အနေနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းညာဘက်များမှာကင်းထောက် drone များပြန်ဝဲခြင်းနဲ့တပင်မော်အမြောက်တပ်ကလက်နက်ကြီးများနဲ့စမ်းတပ်ပစ်ခတ်နေတယ်လို့သိရပါတယ်။ပသိမ်မြို့အဝင်အထွက်နဲ့မြို့ထဲတို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာတင်းတင်းကြပ်ကြပ်ဆက်ဆဲလျက်ရှိပြီးတော့စစ်ရေးပြင်ဆင်မှုများပြုလုပ်လျက်ရှိတယ်လို့ပသိမ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဇန်နဝါရီလ18ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့ရခိုင်ပြည်နယ်ကိုလက်နက်ခဲအများနဲ့ရိတ်ခါများပို့ဆောင်ရန်ပုတ်ပလီကကုန်တင်သင်းမောတချို့ကိုစစ်ကောင်စီကဖမ်းဆီးချောဆွဲနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ကနေစစ်တွေမြို့ကိုလက်နက်ခဲရန်နဲ့ရိတ်ခါများပို့ဆောင်ရန်စူပါအုပ်စုပိုင်းသင်းမောတစည်းကိုစစ်တပ်ကချောဆွဲခဲ့ပြီးတော့ ရင်းရင်မောင်းနေတဲ့ဒူဘိုဘာချောဆွဲကအခြားတင်မောသားများကိုတင်မောဘော်ကနေဆင်းခိုင်းခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့စစ်တပ်ကတင်မောနဲ့မောင်းနေတဲ့ဒူကိုစစ်တပ်ကတည်ယူမဲ့ကုံများတင်မဲ့နေရာစိတ်ကန်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ချောဆွဲခံရမှုခံလိုက်ရတဲ့ကုံတင်တင်မောကိုလုပ်ငန်းရှင်ကငွေကြေးနဲ့ပြန်လည်ပြီးတော့ရွေးထုတ်ခဲ့တော့လေပြန်လည်ပေးအပ်ချက်မရှိဘဲနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းပြီးဆုံးမှသာပြန်လည်လွှတ်ပေးမယ်လို့ပြောဆိုကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကရခိုင်ပြည်နယ်ကိုပြန်လည်ထိုးစစ်ဆင်ရန်အတွက်ရေလန်းကြောင်းနဲ့ လူဝင်အားနဲ့လက်နက်ခဲယမ်းများကိုစစ်ကောင်စီရဲ့ရေတပ်ကရေရင်များနဲ့ပို့ဆောင်ခဲ့တော်လဲအရက်ခတ်တက်တော် AA ရဲ့ဂျားဖြတ်တိုက်ခိုက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့်ပုပ်ပလိကပိုင်းတင်းမောများကိုအုံပြုပြီးတော့လက်နက်ခဲယမ်းများကိုပို့ဆောင်ရန်ချောဆွဲမှုများကိုလှုံ့ဆော်လာခြင်းဖြစ်တယ်လို့သိရပါတယ်စူပါအုပ်စုပိုင်းတင်းမောတစည်းကစစ်တွေမျိုးကိုစားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေကိုကွန်တိန်နာအလုံးတရာနဲ့လာပို့ပြီးတော့ရန်ကုန်ကိုအပြန်မှာစစ်တပ်ကထပ်ပြီးတော့ဖမ်းဆီးထားပါတယ်ပြီးတော့တင်းမောဘော်ကတင်းမောမောင်းတဲ့သူကိုပြန်မလွတ်ပေးပဲတခြားဝင်နှန်းတွေကိုတော့ပြန်လွတ်ပေးလိုက်ပြီးတော့တင်းမောနဲ့မောင်းတဲ့သူကိုဖမ်းဆီးသွားတယ် စစ်လက်နက်ပစ္စည်းတွေကိုအဲ့ဒီတင်းမောနဲ့ရခိုင်ကိုပို့ဖို့ချောဆွဲသွားပါတယ်စစ်တင်းမောကိုအတော့မပြုတ်ပဲပုပ်ပလိကပိုင်းတင်းမောနဲ့ပစ္စည်းပို့မှာ တတိကတော့တင်းမောကိုပြန်ရွေးတယ်ဒါပေမဲ့ပြန်မပေးသေးဘူးလို့ချောဆွဲခံရတဲ့တင်းမောပိုင်ရှင်နဲ့နီးစပ်တဲ့သတင်းအရင်းမြစ်ကပြောကြားထားပါရယ်ဇန်နဝါရီလ14ရက်နေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုဆန်နဲ့အခြေခံစားသောက်ကုန်ပစ္စည်းများရန်ကုန်ကနေတဲဆောင်လာတဲ့ MV တော်ဝင်တိရိတင်းမောနဲ့ MV အောင်ရတနာဝင်တင်းမောဆက်ရောက်ခဲ့ပြီးတော့ရခိုင်ပြည်နယ်ဝင်းကြီးချုပ်ထိန်လင်းနဲ့စစ်အရာရှိများကတွားရောက်ကြည့်ရှုဆက်ဆဲခဲ့တယ်လို့သိရပါရယ်ရန်ကုန်ကနေထွက်ခွာခဲ့တဲ့ MV တော်ဝင်တိရိတင်းမောမှာဆန်နဲ့စားသောက်ကုန်ပစ္စည်းများစုစုပေါင်းတန်400ကိုတင်းဆောင်ပြီးတော့၎င်း MV အောင်ရတနာဝင်းတင်းမောမှာစံတဲ့အခြေခံစားသောက်ကုန်များစုစုပေါင်းတန်600တင်ဆောင်ပြီးတော့တော့လကောက်စစ်တွေမျိုးကိုတွားရောက်စိုက်ကတ်ခဲ့တယ်လို့သိရပါတယ်အခုကစစ်ကောင်စီကရိတ်ခါနဲ့လက်နက်ခဲယမ်းတွေကိုတင်းမောတွေနဲ့စစ်တွေကိုတောက်လျှောက်ပုတ်နေတယ်ကျွန်တော်တို့သိရတဲ့လောက်ကတော့တင်းမောခရီးစဉ်၄ခုလောက်စစ်တွေကိုတွားနေကြတယ်လို့ပြည်တွင်းကုန်တင်တင်းမောအတိုင်းဝိုင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့ဂိတ်စခန်းများကိုဝင်ရောက်တိုက်ခိုက်ရာဗိုလ်ကြီးတအုပ်အပါအဝင်၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့မနက်တနာရီ7:00မိနစ်အချိန်ကမှညောင်လေးပင်မြို့နယ်မုတ်ခမှုကျေးရွာမှာရှိတဲ့စစ်တပ်အထိုင်းချဂိတ်စခန်းများနဲ့ကြံပိုကုန်းကျေးရွာမှာရှိတဲ့စစ်တပ်ဂိတ်စခန်းတို့ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မုတ်ခမှုကျေးရွာမှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့အထိုင်းဂိတ်စခန်းများနဲ့ ်ကြံဘုံကုန်းချေးပါဂိတ်စခန်းတို့ကိုအပိသက်ချိန်မုံရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဆက်တဲ့ဘက်ကဘိုးတူဦးနဲ့ပြူစော်တီနှောက်တို့တိတ်ဆုံးခဲ့ပြီးတော့၅ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်မောက်ခမှုချေးပါနဲ့ကြံဘုံကုန်းချေးပါတို့မှာရှိတဲ့အကြမ်းမဆက်သားများနဲ့ပြူစော်တီများဟာညောင်လေးပင်ရွှေကျင်လမ်းမိုင်းပေါ်မှာရှိတဲ့ပြည်သူများတွာလာနေမှုများကိုဂိတ်စခန်းချငွေကြေးကောက်ခံခြင်းငွေညစ်ခြင်းနဲ့လမ်းသွားလာလူငယ်များကိုအတင်းအဓမ္မစစ်မှုထမ်းရန်ဖမ်းဆီးခြင်းများကိုလုပ်ကင်နေသူများဖြစ်တယ်လို့သိရပါတယ် ၎င်းတက်ခိုင်းမှုကို3033တက်ရင်မိနဂါစစ်တီများနဲ့ပူပေါင်းတပ်ဖွဲ့များဖြစ်တဲ့တော်ကြီးကန်ခွနကောင်စစ်ကြောင်းတော်ဝင်တောင်းစစ်ကြောင်းနဲ့အတူ Spring Warrior Drone Team တရှိ305 Drone Team တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းအရာတော်မြို့နယ်မုံရွာအရာတော်လမ်းမိုက်မှာစစ်ရင်တန်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်ပန်ဒီအထူးပြောက်ကြားတပ်ဖွဲ့ကတောင်ရှိသူကပြောကြားထားပါတယ်။ဇန်နဝါရီလ16ရက်နေ့မနက်7:45မိနစ်ခန့်အချိန်မှာအရာတော်မြို့နယ်မုံရွာအရာတော်လမ်းမိုက်မှာရှိတဲ့ရတိကျောင်းအနီးအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးရန်ထွက်လာတဲ့ရင်တန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒိဆုံးမှုအရေးအတွက်ကိုတော့ တည်ပြုနိုင်ချက်မရှိသေးပဲတော်လိုင်းတက်ဖွဲ့များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုကိုရင်းမာပင်ခရိုင်တိုင်ရင်35တက်ခွဲ3တောင်ပန်းဒီအထူးပြောက်ကြားတက်ဖွဲ့စလင်းကြီးချင်းရင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့စလင်းကြီးနဲ့မဟာမိတ်ညီနောင်များပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းပြည်သူများအနေနဲ့လည်းဆက်လက်ပြီးတော့တိုက်ပွဲများကိုဖော်ဆောင်နိုင်ရန်အတွက်ကြည်တောင်ဘိုးဖြစ်စေတော်လန်ရေးရဲ့တစိတ်တရေတာကိုဖြစ်စေပါဝင်ကူညီအားဖြည့်ပေးရန်တောင်ပန်ဒီအထူးပြောက်ကြားတဲ့ဖွဲ့ကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းချောင်းမြို့နယ်မှာလမ်းပိုင်းကင်းယူရန်လာတဲ့စစ်သားများမိုင်းဆွဲခံရပြီးတော့ခုနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ18ရက်နေ့မနက်9:00နာရီကျော်အချိန်မှာချောင်းမြို့နယ်မုံရွာမန္တလေးလမ်းဘေးအဆောက်အုံတစ်ခုမှာကင်းယူရန်လာတဲ့စစ်သားများကိုလေးလုံးပါတဲ့ဗရေသာမိုင်းတပ်ပွဲနဲ့မိုင်းဆွဲတိုက်ခတ်ခဲ့ကြောင်းချောင်း People Defense Force CHU PDF ကသတင်းထုတ်ပြန်ထားပါတယ်ပထမ2ရောက်ကမိုင်းရှိလားမရှိလားအနေရကင်းမကင်းလာကြည့်တာဗျသူတို့ထွက်သွားပြီးတော့ချက်ချင်းချောင်းမြို့တွေကနေ4ကနစီ 应该差不多嘞。 အဆောက်အုံတွေကိုပဲဝင်ဝင်လမ်းပေါ်မှာပဲနေနေဆိုပြီးတော့အဆောက်ဝင်ပေါက်နဲ့အဆောက်အုံကိုနှလုံးစီခွဲပြီးတော့တင်ထားလိုက်တာလို့ချောင်း People Defense Force အဖွဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ခံကပြောပြထားပါတယ်။အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့်စစ်သား10ဦးကျော်ဒဏ်ရာရရှိကချောင်းပြည်သူစေယုံမှာစေကုသမှုခံယူနေရတယ်လို့သိရပါတယ်။ဒဏ်ရာရတာကလည်း10កောင်လောက်ရှိတယ်ဗျ။ဒဏ်ရာကတော့ပြင်းတယ်။ကျွန်တော်တို့အရေးအတွက်တော့တိတိကျကျမသိရသေးဘူးလို့၎င်းကပြောပါတယ်။အလောင်းနဲ့ဒဏ်ရာရတဲ့သူတွေကိုတယ်ဆောင်ဖို့အတွက်ချောင်းမျိုးတွေကနေပြီးတော့ခြေချင်းထွက်လာတဲ့စစ်သား9ဦးနဲ့ PDF ကင်းမုံအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ် ြစ်ပွားခဲ့ပြီနော်စစ်သားတအုပ်ထပ်မံတင်ဆောင်ကစစ်သားများပြန်လည်ဆုတ်ပြေးသွားတယ်လို့သိရပါဗျ။တင်ဆောင်သွားတဲ့စစ်သားအလောင်းများဟာမိုင်းဆွဲခံရတဲ့နေရာနဲ့ထိတွေ့တိုက်ပွဲဖြစ်တဲ့နေရာတို့မှာဒီကနေ့နေ့လယ်၁၂နာရီကျော်အထိရှိနေသေးတယ်လို့သိရပါဗျ။ချောင်းဦးမြို့နဲ့မိုင်းဆွဲခံရတဲ့နေရာဟာတမိုင်ကန်သာကွာဝေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းခန်းတပင်မြို့နယ်ကင်မုံချုံရွာမှာအချမ်းပတ်စစ်တပ်က9လကြာတပ်ဆွဲထားပြီးတော့ပြည်သူများကိုရွာထဲကိုပေးမဝင်တော့ဘဲ ်နေအိမ်မှာရှိတဲ့ပစ္စည်းများကိုယူဆောင်လိုပါကတယောက်ကိုငွေကျပ်30ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်ဩဂတ်စ်လကစတင်ပြီးတော့ကင်မုန်းချုံရွာကိုအကြမ်းဖက်စစ်တပ်ကဝန်ရောက်စီးနင်းပြီးတော့ပြည်သူများကိုရွာထဲကနေနှင်ထုတ်ပြီးကျေးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်းတံမိုးကြီးပစ္စည်းများစားသောက်ကုန်များနဲ့အိမ်မွေးတရိတ်ဆန်များကိုယူဆောင်သွားတယ်လို့သိရပါတယ်အကြမ်းဖက်စစ်တပ်ဝန်ရောက်စီးနင်းပြီးချိန်ကစတင်ပြီးတော့ကျေးရွာနေပြည်သူများဟာရွာထဲကိုပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိတာဟာငားလာကြောကြာမြင့်နေပြီဖြစ်ပြီးတော့ကျေးရွာထဲမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်သားတချို့ကိုတပ်ဆွဲရန ထားရှိထားတယ်လို့သိရပါတယ်။ကင်မွန်ချုံရွာအတွင်းမှာစစ်တပ်ကမိုင်းများထောင်ထားပြီးတော့ခြေရွာအတွင်းကိုခိုးဝင်ခဲ့တဲ့ပြည်သူတချို့ဟာမိုင်းထိပြီးတော့တိုက်စုံမှုများလည်းဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ကင်မွန်ချုံရွာအနီးနေထိုင်တဲ့ပြူစောတိများနဲ့စစ်တပ်သတင်းပေးများကလည်းကင်မွန်ချုံရွာကိုနေ့စဉ်ရောက်ရှိလာပြီးတော့ပြည်သူပိုင်အိမ်သုံးပစ္စည်းပြိဘောကများမီးစက်များဆိုလာများ ရေခဲတက်တာများအဝိစော်ဆက်များထမင်းပေါင်ဟင်းပေါင်အုံးများ အိုးခွတ်များအိမ်တကားများပါမကြမ်းအကုန်ဖျောက်ယူပြီးတော့ယူဆောင်နေတယ်လို့သိရပါတယ်ကြေးရွာနေပြည်သူများဟာရွာထဲကိုဝင်ရောက်ပြီးတော့ကြံရှိနေတဲ့ပစ္စည်းများကိုပြန်လည်ယူဆောင်ရန်သွားတဲ့အချိန်မှာရွာထဲမှာတက်ဆွဲထားတဲ့အချမ်းမဆင်ကောင်းစီတပ်သားများကပြည်သူတယောက်ကိုငွေချက်သိန်း30ပေးနိုင်မှသာရွာထဲကိုဝင်ပြီးတော့ပစ္စည်းတွေကိုတည်ယူဝင့်ပေးမယ်လို့ပြောဆိုထားပါတယ်ကင်မိုးချုံရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့တရွာလုံးကိုရွာထဲမှာပေးမနေပဲရွာမှာရှိတဲ့အိမ်မွေးတိရစ္ဆာန်တွေအပါအဝင်ပြည်သူတွေရဲ့စားတောက်ကုန်တွေပါမကြမ်းအကုန်လုံးကိုယူသွားတာ ပြည်သူတွေကတရွာလုံးနှီးပါအိမ်မပြန်နိုင်ကြတာငားလောက်လောက်ရှိနေပြီနောက်ပြီးတော့ပြူစောထီတွေနဲ့စစ်ခွေးသတင်းပေးတွေကနေတိုင်းရွာကိုလာပြီးတော့ပစ္စည်းတွေကိုယူနေတယ်ပြည်သူတွေကိုယ့်အိမ်ကိုပြန်ပြီးတော့ပစ္စည်းယူခြင်းရွာမှာတဆွဲထားတဲ့စစ်ခွေးတွေကိုတယောက်ကိုသိန်း30ပေးနိုင်မှပစ္စည်းတွေကိုပြန်ယူခွင့်ပေးမယ်ဆိုပြီးတော့ရုံမာနေကြတယ်လို့ဒေသခံပြည်သူတို့ကတိုင်ကြားထားပါတယ် ဒါပြင်ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့ကြီးရွာ၃ရွာကိုလည်းအချမ်းပတ်ဆက်တက်ကစစ်ကြောင်းထုံးမိရှုနေကြောင်းဒေသခံပြည်သူများကပြောကြားထားပါဗျ။ဇန်နဝါရီလ16ရက်နေ့ကစတင်ပြီးတော့နတ်တလင်းမြို့နယ်အတွင်းစစ်ကြောင်းထုံးနေတဲ့အချမ်းပတ်စစ်ကောင်းစီတပ်သားများကကြီးရွာ၃ရွာကိုဇက်တိုက်မိရှုဖျက်ဆီးနေခြင်းကြောင်း ထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးတွေကရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးပြီးတော့မီးရှို့နေတာပြည်သူတွေအကုန်လုံးကလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်ပြည်သူတွေထိခိုက်မှုရှိမရှိတော့အတိမပြုတ်နိုင်သေးပါဘူးအကုန်လုံးဘေးလွတ်ရာကိုရှောင်နေကြရတယ်လက်ရှိရှောင်နေရတာကတော့ချေးရွာ၃ရွာလောက်ရှိမယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအတွင်းစစ်မှုထမ်းအပတ်စဉ်ကိုအထွတ်ပေါ်တာဆွဲဖမ်းဆီးစုဆောင်းခံရသူလူငယ်အယောက်400နီးပါးကိုဟိုပုံးမြို့မှာရှိတဲ့စစ်တင်တန်းကျောင်းကိုပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအတွင်းမှာဒီသမားလာဇမ်းပိုင်းကစတင်ပြီးတော့လမ်းများရက်ွက်များမှာပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်ခဲ့ပြီးတဲ့နောက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်များကိုလှဲကူးမြို့နယ်ရဲမော်တပ်အတွင်းမှာဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သိရပါတယ်မနေ့ကဇန်နဝါရီလ18ရက်နေ့ရှမ်းပြည်နယ်ဟိုပုံးမြို့မှာရှိတဲ့တပ်မတော်ကွန်ပျူတာနဲ့နှီးပညာသိပ္ပံကျောင်းကိုပို့ဆောင်လိုက်ပြီဖြစ်တဲ့ တယ်လို့သိရပါတယ်စစ်မှုထမ်းအပတ်စဉ်ကိုအတွက်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုရှမ်းတောင်ဟိုပုံတက်မတော်ကွန်ပျူတာနဲ့နှီးပညာသိပ္ပံအကြောင်းကိုမနေ့ကမနေ့၈နာရီမှာပို့ဆောင်လိုက်ပါတယ်လဲကူရဲမော်တက်ထဲကနေပြီးတော့စစ်ကားအစီ20နဲ့ပို့ဆောင်လိုက်တာဖြစ်ပါတယ်အရင်ကတော့ဘရင်အောင်စစ်ကြောရေးတက်ထဲမှာထားတာပါအခုကတော့လဲကူရဲမော်တက်ထဲကိုပြောင်းရွှေ့ပြီးတော့မနေ့စောစောပို့ဆောင်လိုက်တာပါလို့တက်တွင်းသတင်းရေးမြစ်ကအတည်ပြုပြောဆိုထားပါတယ်လက်တလောရန်ကုန်တိုင်းအတွင်းမှာပေါ်တာဆွဲဖမ်းဆီးမှုများကြောင့်ရန်ကုန်တိုင်းအနေနဲ့တတ်မှတ်ထားတဲ့လိုအပ်တဲ့ အင်အားထက်ကိုပို့ပြီးတော့တပ်သားတက်များစုဆောင်းရရှိနေတယ်လို့သိရပါဗါးစစ်မှုထမ်းအပတ်စဉ်တက်ကစတင်ပြီးတော့အခုစစ်မှုထမ်းအပတ်စဉ်ကိုအထိ ရန်ကုန်တိုင်းကလိုအပ်တာထက်ပိုပြီးတော့တပ်သားတက်များကိုရရှိနေစေဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်ကတော့လူများတာရောနေတွေကပြောင်းပြီးတော့ဝင်လာတဲ့စစ်ပေးဆောင်တွေရောကြောင့်လိုအပ်တဲ့သတ်မှတ်ပမာဏအရေးအတွက်ထက်ကိုလူငယ်တွေပိုပြီးတော့ရရှိနေပါတယ်။စစ်မှုထမ်းအပတ်စဉ်တိုင်းမှာလိုအပ်ချက်ထက်ပိုမိုပြီးတော့ရရှိနေပါတယ်လို့တက်တွင်းသတင်းအရေးမြစ်ကရှင်းပြထားပါတယ်။ရန်ကုန်တိုင်းရဲ့မြို့နယ်များအထွန်းမှာအထူးသဖြင့်လိုင်သာယာရွှေပြည်သာတောင်တကုံမြောက်တကုံလိုမျိုးစစ်မှုဇုံများတည်ရှိရာစင်ချေဖုံမြို့နယ်များမှာ အစင်းဝင်ဆက်ပြီးတော့လူငယ်များကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကပေါ်တာဆွဲဖမ်းဆီးမှုများဟာအခုဇန်နဝါရီလအတွင်းမှာညတိုင်းလိုလိုဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ you